မင်္ဂလာပါဒီနေ့ကျွန်မတို့ Ethereum ETH ရဲ့ကဘာလေးကိုအတူတူစဉ်းကြည့်ကြရအောင်ကျွန်မတို့လက်ထဲမှာ Ethereum project ကိုစိတ်စိတ်ဆက်ဆက်တုံးတက်ထားတဲ့အစီရင်ခံစာတခုရှိနေပါတယ်ဒီစီရင်ခံစာကိုအခြေခံပြီးပေါ်လေ Ethereum ဘယ်လိုဆက်ဖြစ်လာတာလဲသူရဲ့အဓိကနည်းပညာတွေဈေးကွက်ကိုဘယ်လိုတက်ရောက်လဲစိန်ခေါ်မှုတွေအနာဂတ်အလားအလာတွေဒါတွေကိုဆွေးနွေးကြည့်ကြမယ်ဟုတ်ကဲ့ခင်ဗျာဒီတုံးတက်ချက်ကတော့ Ethereum ရဲ့အစားပေါ့ Vitalik Buterin နှစ်ထောင်ဆက်တုံးမှာစိတ်ကူးတင်ပြခဲ့တာနဲ့စပြီးတော့နှစ်ထောင်ဆန်ကမှာ main network ဆက်တင်လွှင့်တင်ခဲ့တဲ့အထိခြေရခံပြထားပါတယ် Bitcoin ပြီးရင်ဒုတိယအကြီးဆုံး cryptocurrency ဖြစ်လာပုံကိုလည်းဖော်ပြထားတယ်သူ့ရဲ့ကိုပိုင်ငွေကြီး Ether ETH ကလည်း network ထဲမှာအရေးပါတဲ့အခန့်ကဏ္ဍတွေအများကြီးကနေပါဝင်နေတာတွေ့ရမှာပါဟုတ်အဖွဲ့မှတင်စိတ်ဝေစားစရာအချက်တခုဆွဲထုတ်ပြောရရင်တော့ the much ဆိုရဲအပြောင်းလဲကြည့်မယ်နော် 2022စက်တင်ဘာမှာ proof of work ကနေ proof of stake ကိုပြောင်းလိုက်တာအဲ့ဒါဆွဲရင်တုံးဆွဲမှုပါ99%ကျော်လောက်အထီကို ရောကျသွားတယ်ဆိုတော့အတော်လေးကြီးမားတဲ့ပြောင်းလဲပဲဒါကနှိပညာအစစ်မြင့်တာတသက်မဟုတ်ဘဲနဲ့ဟိုပဝန်းကျင်ဆိုင်ရာဝေဖန်မှုတွေကိုတခါတည်းဖြည့်ရှင်းလိုက်သလိုဖြစ်သွားတာပေါ့တကယ်ကိုအရေးပါတဲ့အပြောင်းလဲပါဟုတ်ပါတယ်အဲ့ဒါလိုပဲ pectra လို့ခေါ်တဲ့နောက်ထပ်လာမယ့်အကြီးစား upgrade ကလည်းစောင့်ကြည့်ရမှာပဲ အဲ့ဒီမှာ Ethereum Improvement Proposal EIP တွေအများကြီးပါလာမယ်ဆိုတော့လွတ်ဆောင်နိုင်စွမ်းတွေတိုးတက်လာဖို့တော့မျှော်လင့်ရတာပေါ့ဒါမဲ့လည်းဒီလောက်ကြီးတဲ့ upgrade တခုကအဆင့်တကျစမ်းသပ်မှုတွေအများကြီးလိုတယ်ပြီးတော့ network ရဲ့တည်ငြိမ်မှုကိုမထီခိုင်အောင်ဘလို့စီမံခန့်ခွဲမလဲဆိုတော့အဲဆွေမှုတချို့လည်းရှိနေတာပေါ့ Ethereum ရဲ့အခြေခံနည်းပညာကိုပြန်ပြီးကြည့်ကြရအောင် အများစုတိကျသလိုပဲဒါကဗဟုချုပ်ကွယ်မှုမရှိတဲ့ blockchain ပေါ်မှာအခြေခံထားတာပေါ့နော်။ဂွေရဲမှတ်တမ်းတွေကို block တွေထဲမှာမှတ်တမ်းတင်တယ်။ပြီးတော့အဲ့ဒီ block တွေတစ်ခုနဲ့တစ်ခု cheek ဆက်ထားတဲ့ queen ဆက်ပုံစံမျိုး။ဟုတ်ပါတယ်။အဲ့ဒီ block တွေကို validator တွေကအတည်ပြုပေးရတယ်။အခု POS စနစ်မှာဆိုရင်တော့သူတို့ပိုင်ဆိုင်တဲ့ ether ပမာဏပေါ်မူတည်ပြီး အတည်ပြုခွင့်ရကြတာ။အတည်ပြုပြီးတာ block တွေကပြောင်းလဲဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ခက်ခဲသွားမိ။ ဆိုတော့ network ကလုံးချုံမှုမြင်မာတယ်။ဒါပေမဲ့ Ethereum ရဲ့တကယ်စမ်းသစ်တည်ထွင်မှုအဓိကကတော့ smart contracts ပါပဲ။အဲ့ဒါလေးကိုနည်းနည်းရှင်းပြပါဦး။ smart contracts ဆိုတာကတမားရိုးချစာချုပ်တွေနဲ့ဘယ်လိုမျိုးကွာခြားတာလဲဟင်။ smart contracts ဆိုတာကလေသဘောတူညီချက်ရဲ့စည်းကမ်းချက်တွေကိုကိုယ်ထဲမှာတိုက်ရိုက်ရေးထားတဲ့သူ့အလိုလိုလုပ်လုပ်ခဲ့စာချုပ်မျိုးပေါ့။တမားချားတဲ့အခြေအနေတွေပြည့်စုံပြီဆိုတာနဲ့လူကြောင်ဝင်ဆရာမလိုပဲနဲ့ သဘောတူညီချက်တွေကိုအလိုအရောက်အကောင့်အထက်ဖော်ပေးတယ်။ဥပမာငွေပေးချေမှုတစ်ခုကိုအချိန်တိုင်းလွှဲပေးလိုက်တာမျိုးပေါ့။ဆိုတော့ဒါကကြားကန်လူတွေမလို့တော့ဘူး။ပုံမြန်တဲ့ပို့ပြီးတော့ပွင့်လင်းမြန်တာမှုရှိစေတယ်။အေးဒီလိုအလိုအလျောက်အလုံးလောက်တာက အားသာချက်ဆိုပေမဲ့အားနည်းချက်တော့မရှိနိုင်ဘူးလား။ဥပမာကိုယ်ထဲမှာအမားပါသွားရင်ဘယ်လိုလုပ်မလဲ။ဒါကအရေးကြီးတဲ့အချက်ပါ။ဟုတ်တယ်။ Smart Contract ရဲ့လုံခြုံရေးကစိန်ခေါ်မှုတစ်ခုပဲ။ ကိုထက်မှာဘတ်တွေအားနေချက်တွေပါသွားခဲ့ရင်ငွေကြေးဆုံးရှုံးမှုတွေထိဖြစ်သွားနိုင်တယ်။ဒါကြောင့်မို့ Ethereum Foundation လို့အဖွဲ့လေးကလုံခြုံရေးစစ်ဆေးမှုတွေအကောင်းဆုံး coding practice တွေကိုအားပေးပြီးတော့ဒီပြဿနာကိုရှင်းချဖို့စ조사နေကြပါတယ်။ဒါပေမဲ့ရာနှုန်းပြည့်လုံခြုံမှုတော့အမှမခံနိုင်ပေဘူးပေါ့လေ။ဟုတ်ကဲ့ okay. smart contracts တွေအလုပ်လုပ်ဖို့ရော network တခုလုံးလဲပတ်ဖို့အတွက်ပါ ETH token ကမရှိမချစ်လို့အတက်ဆိုတော့သူ့ရဲ့ခန်းကဏ္ဍကိုဆက်ကြည့်ကြရအောင် ETH က Ethereum gas system ရဲ့လောင်စာစီးလိုပါပဲအဓိကအသုံးဝင်မှုကတော့ network ပေါ်မှာငွေလွဲခါတမမို့တခြားလုံးဆောင်ချက်တီလုတ်တဲ့အခါပေးရတဲ့ gas fee အဖြစ်ပေးချေဖို့တွန်းတာပါဒီ gas fee က network ဘလောက်အလုံရှုံနေလဲ demand ဘလောက်များလဲဆိုတဲ့ပုံမူတီးပြီးတော့အတက်အကျပြောင်းလဲနေတတ်တယ်အဲ့ဒီ gas fee ဆိုတာကနည်းနည်းလေးရှုပ်ထွေးပုံညာတယ်တမငွေလွဲခါနဲ့ပါကွာလဲရှင်ဒီ gas fee ဆိုတာကလည်း Ethereum Virtual Machine လို့ခေါ်တဲ့ Ethereum ရဲ့ computer စနစ်ထဲမှာတွက်ချက်မှုတွေလှုပ်ဆောင်ဖို့လိုအပ်တဲ့ um ayunet တစ်ခုလို့ပြောလို့ရတယ်။လှုပ်ဆောင်ချက်တစ်ခုဥပမာ smart contract တစ်ခုကို random မျိုးပေါ့။အဲ့ဒါဘလောက်ရှုပ်ထွေးလဲတွက်ချက်မှုဘလောက်လိုအပ်လဲပုံမှုတည်ပြီး gas ပမာဏတတ်မှတ်ထားတယ်။သုံးဆွဲထုကအဲ့ဒီ gas ပမာဏအတက်လိုအပ်တဲ့ ETH ကိုပေးရတာ network ရန်အလို့ရှုတဲ့အချိန်ဆိုရင် gas fee တွေကတက်သွားတော့ ဒါကအခုထိ Ethereum ရင်းဆိုင်နေရတဲ့ scalability ပြဿနာရဲ့တစ်ဆင့်တစ်ပိုင်းတည်းပေါ့ဟုတ် gas fee ပေးတာအပြင် Ethereum ကိုတခြားပေနေရာတွေမှာသုံးသေးလဲဟင်အခု post snippet ပြောင်းပြီးနောက်ပိုင်း ETH ရဲ့အရေးပါမှုအပိုးတောင်တိုးလာသေးတယ် network ကိုလုံချုံအောင်ကူညီပေးတဲ့ validator တွေပေါ့ ETH အနည်းဆုံး32 ETH ကို stake လုပ်ထားတဲ့သူတွေသူတို့ကိုစုချီးမြှင့်ဖို့ ETH အသိတွေထုတ်ပေးတယ် ပြီးတော့ decentralized finance defi လို့ခေါ်တဲ့ဘ ਹੁ ချုပ်ကံဟွင့်မရှိတဲ့ငွေကြေးစနစ်မှာအဓိကအခန်းကဏ္ဍအနေပါဝင်နေလေ ETH ကိုအပေါင်ထားပြီးချင်းငွေယူတာတခြား token တွေနဲ့လဲလွှဲတာ farming လုပ်ပြီးအတိုးရအောင်လုပ်တာတွေမှာအများဆုံးသုံးရတာပေါ့အင်းဒီလောက်ကြေပြန့်တဲ့ gas စနစ်ကြီးကိုဘသူကအုပ်ချုပ်နေတာလဲဘ ਹੁ ချုပ်ကံမရှိဘူးဆိုတော့ဆုံးဖြတ်ချက်တွေကတော့ဘလို့ချမှတ်ကြလဲဒါက Ethereum ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းတွေတခုပဲ တမယိုးချကွန်ပဏီလိုမျိုး CEO တော့ဘုတ်အဖွဲ့တော့မရှိဘူးလေအဲ့ဒီအစ Decentralized Autonomous Organizations DAOs လို့ခေါ်တဲ့အဖွဲ့အစည်းတွေကအရေးပါလာလေ DAOs တွေက blockchain ဤပညာကိုသုံးပြီးတော့အဖွဲ့ဝင်တွေကသူတို့ကင်ထားတဲ့ governance token ပမာဏပေါ်မူတည်ပြီးမဲပေးဆုံးဖြတ်ကြတာဆုံးဖြတ်ကြရဲပေါ့ compound ဆိုရင်လဲ COMP token ကိုကိုင်းတဲ့ဒူတွေက protocol assignment တင်မှုတွေကိုအစိုးပြုနိုင်တယ်မဲပေးနိုင်တယ်ဒီလိုပုံစံကသုံးဆွဲသူတွေကို platform ရဲ့အနာဂတ်မှာပိုပြီးပါဝင်ခွင့်ပေးတယ်လို့ပဲနော်ဟုတ်ပါတယ် theory ရတော့အရန်ကောင်းပါတယ်ဒါပေမဲ့လက်တွေ့မှာတော့စိန်ခေါ်မှုတွေရှိနေတော့မယ်ဥပမာ token များဆိုလူနည်းစုဒါမှမဟုတ်အဖွဲ့အစည်းနည်းနည်းတွေကပဲကိုင်းထားတယ်ဆိုရင်သူတို့ရဲ့သဘောဆန္ဒကအများစုကိုပေါ်လွှမ်းမိုးသွားနိုင်တယ် ဒါကဘဟုချုပ်ကိုင်မှုမရှိဘူးဆိုတော့မူလရည်ရွယ်ချက်နဲ့နည်းနည်းဆန့်ကျင်သွားနိုင်တာပေါ့ပြီးတော့ protocol ကို tweet ထွင်တာပြုပြင်ထိန်းသိမ်းတာတွေမှာအပြီးက developer အဖွဲ့တွေရဲ့ order ကလည်းရှိနေတော့မယ်လေ solo ra ka dio တွေကဘဟုချုပ်ကိုင်မှု short ကို調査ပေးမယ်ဇူသားတွေရဲ့ပအဝင်ပတ်သက်မှုနဲ့ဆုံးဖြတ်ချက်မမှုကလုံးဝပျောက်ကွယ်သွားတာတော့မဟုတ်သေးဘူးပေါ့နော်အတိအကျပါပဲအလိုလျောက်စနစ်နဲ့လူသားကြီးကြံမှုအကြာကဟန်ချက်ကိုရှားနီးရုံပဲလို့ပြောရမယ်ဒါပေမဲ့ ethereum ရဲ့အားသားချက်က သူ့ရဲ့ခိုင်မာတဲ့အတိုက်အဝန်ပေါ့ developer တွေတုံးဆွဲသူတွေသူတွေဒီလေးအများအိပ်ရှိလေ Ethereum improvement proposal EIP framework ကနေတဆင်ဘသူမဆိုအစိုးပြုချက်တွေတင်နိုင်တယ်ဆွေးနွေးနိုင်တယ်ဒီလိုပွင့်လင်းတဲ့လုပ်ငန်းစဉ်ကအပြောင်းလဲတွေကိုအများသဘောတူညီမှုနဲ့ဖြစ်ပေါ်လာဖို့ကူညီပေးတယ်ဟုတ်ကဲ့ဈေးကဘကိုနည်းနည်းလေးခလဲကြည့်အောင် ETH ဈေးနှောင်းအတက်အကျကိုဘာတွေကလွှမ်းမိုးနေလဲရှင့်အချက်တွေအများကြီးပါပဲအခြေခံအဖြစ်တော့ supply နဲ့ demand ပေါ့ ထောက်ပံ့မှုတွေဝဲလွာ network အသုံးပြုမှုများလာရင် define လို application တွေဘုံမိတွင်ကျလာရင် ethereum value တက်လာနိုင်တယ်နောက်ပြီးတော့ the march လို့မျိုး protocol အကြီးစားပြောင်းလဲတွေ staking လောက်ထားတဲ့ပမာဏရေးပွေး crypto ဈေးကွက်အခြေအနေယင်းမျိုးနံသူတွေရဲ့စိတ်ခံစားချက်တွေဒါတွေအကုန်လုံးကတက်ရောက်မှုရှိပါတယ် defi application တွေက ethereum တို့တော့အရေးပါပုံရတဲ့ဥမာပါရရှိအောင်မလဲ defi ဆိုတာကအခြေခံအဖြစ် သမယိုချပန်စနစ်ရဲ့လွတ်ဆောင်ချက်တွေကိုပဟိချုပ်ကိုင်မှုမရှိတဲ့ပုံစံနဲ့ပြန်လည်တည်ဆောက်တာပါ။ဥမာ AV တို့ compound တို့လို platform တွေမှာကိုယ့်ရဲ့ crypto ပိုင်ဆိုင်မှုတွေကိုချိန်ငါပြီးအတို့ရနိုင်တယ်။ဒါမှမဟုတ်အပေါင်ထားပြီးရချင်းွေ plan ယူလို့ရတယ်။နောက်တစ်ခုက decentralized exchange တွေပေါ့။ Uniswap လိုမျိုး platform တွေမှာကြားခံလူမလို့ပဲနဲ့ token တွေကိုတိုက်ရိုက်လဲလှယ်လို့ရတယ်။ဟုတ် ဒါပေမဲ့ DEX တွေမှာ liquidity လို့ခေါ်တဲ့ငွေဖြစ်လွယ်မှုပြတ်သက်တာရှိတယ်လို့ကြားဘူးတယ်။အဲ့ဒါဘယ်လိုမျိုးလဲ? liquidity ဆိုတာကပိုင်ဆိုင်မှုတစ်ခုကိုစိန်းနှုန်းတိတ်မထိခိုက်စေဘဲနဲ့မြန်မြန်ဆန်ဆန်ငွေထားဒါမှမဟုတ်ထားပိုင်ဆိုင်မှုတစ်ခုအဖြစ်ပြောင်းလဲနိုင်တဲ့စွမ်းရည်ပေါ့။ DEX တွေမှာ liquidity ကသုံးစွဲတူတွေက liquidity pool တွေထဲကိုထည့်ထားတဲ့ token ပမာဏပေါ်မူတည်နေတာ။ pool ထဲမှာ token နဲ့စိန်းနှုန်းကိုပြောင်းလဲအရမ်းမြန်တာ slippage လို့ခေါ်တယ်။ ်ဒါမှမဟုတ်လဲလို့မရတာမျိုးတွေဖြစ်နိုင်တယ်ပြီးတော့အဲ့ဒီ liquidity က blockchain တခုထဲမှာတောင် protocol တွေအများကြီးစီပြန့်ကျဲနေတာမျိုးနောက်ပြီး blockchain မတူတာတွေကြားမှာပြန်ကျဲနေတာမျိုးတွေကလည်းစိန်ခေါ်မှုတစ်ခုပဲเนาะဒါက DF အသစ်တွေအတွက်အရင်ကနေရဖို့ခက်စီနေတာပေါ့ဟုတ်ပါတယ်ဒါကိုဖြည့်ရှင်းဖို့အတွက် analog ရဲ့ general message passing GMP လို့မျိုးပေါ့ blockchain ကြီးကြားမှာစက်တွေရေး protocol တွေပေါ်ထွက်လာဖို့ကြိုးစားနေကြတယ် ဒါကမတူညီတဲ့ blockchain တွေပေါ်က smart contract တွေအချင်းချင်းဆက်တွေ့ပြီးအလုံးလုံးနိုင်အောင်လုပ်ပေးပြီးတော့ liquidity ပြန့်ကျဲနေတာကို short ချနိုင်ဖို့ရည်လာပေါ့။ကောင်းပြီ။ Ethereum ရဲ့အနေအထားကိုပိုပြီးရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ Bitcoin နဲ့တစ်ချက်နှိုင်းယှဉ်ကြည့်ကြအောင်။ထိပ်တန်း cryptocurrency နှစ်ခုဆိုပေမဲ့ရည်ရွယ်ချက်ချင်းကတော်တော်လေးခွာခြားတယ်နော်။အဓိကခွာခြားချက်ကရည်ရွယ်ချက်မှာပဲ။ဟုတ်တယ်။ Bitcoin ကို လူတွေက digital ရွှေလို့မြင်ကြတယ်။ အဓိကကတန်ဖိုးတူလောင်ဖို့တဲ့ငွေပေးချေဖို့ပဲသူရဲ့ထောက်ပံ့မှုကလည်းအကျွေးစိတ်တန်း20တန်တန်မှကန်တထားတယ်။ Ethereum ကတော့ကမ္ဘာ programming blockchain လို့ကိုကိုကိုတင်စားတယ်။သူရဲ့ရည်ရွယ်ချက်ကငွေလွှဲလာတဲ့အများကြီးပို့တယ်။ DApps တွေ smart contract တွေဒီ software platform တခုဖြစ်ချင်တာ။ဒါကြောင့်သူ့မှာ Ethereum ချောက်ပံ့မှုအကန့်အသတ်မရှိဘူး။ဟုတ်ကဲ့ network လုံခြုံရေးအသက်သုံးတဲ့နီးပညာဟို consensus mechanism လေးကွာခြားတယ်နော်။ Bitcoin က proof of work သုံးတယ်။ဒါကစွမ်းရည်အများကြီးသုံးတဲ့ mining လုပ်ငန်းစဉ်လိုအပ်တယ်။ Ethereum ကကြတော့ proof of stake ကိုပြောင်းလဲတော့စွမ်းရည်သုံးဆွဲမှုတိတိတသားကိုရော့ချသွားတယ်။ဒါပေမဲ့အဲ့ဒီ POS ကြောင်းပဲဘိုလ်ချူကိုင်မှုပေါ်ဆန်လာမလားဆိုတဲ့စိုးရိမ်မှုတွေလည်းရှိလာပြန်ရော။ Hmm ဟုတ်ပါတယ်။ Validator ဖြစ်ဖို့အနည်းဆုံး32 ETH လိုအပ်တယ်ဆိုတော့ ETH အများကြီးဖိုက်ဆိုင်တဲ့အဖွဲ့အစည်းရှိတွေက network အပေါ်မှာလွှမ်းမိုးမှုပုံများလာနိုင်ရှိတဲ့ပေါ့။ Bitcoin ရဲ့ POW မှာလဲ mining pool ကြီးတွေက run မနိုင်ရှိရှိပေမဲ့ POS မှာကျတော့ stake လုပ်ထားတဲ့ပမာဏကတိုင်းရိုက်အချိုးချနေတာကိုဒါကသူရဲ့အခြေခံ design အတွေ့ခုတ်ကွာချမှုကိုပြနေတာပဲငွေလွဲနှုံးနဲ့ငွေလွဲခမှာရောကွာချမှုရှိသည်လား Ethereum က block တစ်ခုကိုပြားမြားစနစ်စက္ကန့်လောက်နဲ့အတည်ပြုနိုင်တယ် Bitcoin ကကျတော့10မိနစ်လောက်ကြာတယ်ဒါကြောင့် theory အရတော့ Ethereum ကငွေလွဲပုံမြန်တာပေါ့ ငွေလွဲခ gas fee ရတော့ ethereum မှာ network အသုံးပြုမှုပေါ်မူတည်ပြီးအတက်အကျအရင်များလဲတခါတလေ bitcoin ထက်အများကြီးပိုများသွားနိုင်တယ် bitcoin မှာတော့ငွေလွဲခက ရေပူရအပြင်ပိုတည်ရင်လိရှိတယ်အသုံးငွေမှု use cases ပိုင်းမှာဆိုရင်တော့ ethereum ကပိုကျပြန့်တယ်လို့ပြောလို့ရမလားရှင်ဒါကတော့ရှင်းပါတယ် bitcoin ကအဓိကအပြင်ငွေပေးချေမှုနဲ့တန်ဖိုးတူလောင်မှုပဲ ethereum ကတော့ DeFi, NFTs, DAOs, GameFi စသဖြင့် application ပေါင်းစုံတည်ဆောက်နိုင်တဲ့ platform ဖြစ်နေပြီ developer အများစုက blockchain application တခုတည်ဆောက်မယ်ဆိုရင် ethereum ကိုအရင်ဆုံးစဉ်းစားကြတယ်လက်ရှိ ether ထောက်ပံ့မှုတန်ဆာ20ကျော်ရှိနေတာကလည်းသူ့ရဲ့ကျေပြတ်တဲ့အသုံးဝင်မှုနဲ့လက်ခံမှုကိုပြနေတာပဲဟုတ်ပဲဒီလိုအလားအလာကောင်းနေပေမဲ့ ethereum ရင်းဆိုင်နေရတဲ့စင်ခေါ်မှုလင်းဝေဖန်မှုတွေကိုလည်းထပ်ပြီးပြောဖို့လိုမေထင်တယ် စီးမြင်စည်းကမ်းပိုင်းကအဓိကတစ်ခုဖြစ်မလားသိချပါရဲကမ္ဘာတော်ဝန်ကအစိုးရကြီးကခရစ်ပတိုကိုဘယ်လိုစည်းကမ်းတတ်မှတ်ကြမလဲဆိုတာစဉ်းစားနေကြတော့ပဲအထူးသဖြင့်ငွေကြေးခွာချက်မှုတိုက်ဖြစ်ရေး AML Anti Money Laundering နဲ့တုံးဆွဲသူအချက်လက်စစ်ဆေးရေး KYC Know Your Customer စီးမြင်ကြီးက Ethereum based exchange တွေ DeFi platform တွေအပေါ်မှာတည်ရောက်မှုရှိလာနိုင်တာဥပမာ Financial Action Task Force FATF လိုနိုင်ငံတကာအဖွဲ့အစည်းတွေက Virtual Asset Service Provider VASP လို့ခေါ်တဲ့ Crypto ဝန်ဆောင်မှုပေးသူတွေကိုသမားရိုးချပန်ဒီလိုပဲစီးမြန်ဒီလိုက်နာဖို့ဖိအားပေးနေတယ်။ဟွန်းဒီလိုစီးမြန်ဒီတင်းကျပ်လာတာကဖိုးချုပ်ကိုက်မှုမရှိတဲ့ DeFi ရဲ့သဘောတရားနဲ့နည်းနည်းဆန့်ကျင်နေတယ်လို့ထင်မနေဘူးလားရှင့်။တာကအတိအကျအစင်ခေါ်မှုတွေပဲဟုတ်တယ်တဖက်မှာစီကန်းလိုက်နာဖို့လိုအပ်ချက် နောက်တစ်ဖက်မှာဗဟိုချုကင်မှုမရှိခြင်းနဲ့ privacy ကိုထိမ့်သိမ်းလိုတဲ့စန္ဒအဲ့ဒီကြားကပฏิပက္ခပါဒီဟန်ချစ်ကိုဘလို့ရှာခွေတော်မလဲဆိုတာက Ethereum ecosystem ရဲ့အနာဂတ်အတွက်အရန်အရေးကြီးတယ်။စီးမင်းဒီအရန်တိန့်ချက်လွှင့်ရလေစန္ဒတိထွန်မှုကိုအဟန္တာဖြစ်စေနိုင်လာကိုဟုတ်ကဲ့ POS ကြောင့်ဗဟိုချုပ်ကင်မှုဆလာနိုင်ရေကိုစိုးစိုးကပြောခဲ့လေဒါကဝေဖာမှုများဆုံးတဲ့နောက်တစ်ခုထင်တယ်နော်ဟုတ်ပါတယ် POS မှာ validated fit for et အမြိုင်းလိုအပ်တာကြောင့်အရင်အနည်းများတဲ့အဖွဲ့အစည်းတွေ staking pool ကြီးတွေက network အတီးပြမှုအာဏာကိုစုစည်းသွားနိုင်တယ်ဆိုရဲစိုးရိမ်မှုပါဒါက network ကိုကြိုးကင်ချဲလဲတာ censorship ဒါမှမဟုတ်51% attack လို့ခေါ်တဲ့တိုက်ခိုက်မှုမျိုးဖြစ်နိုင်ခြေကိုမြင့်တက်စေနိုင်တယ်လို့ဝေဖန်သူတွေကထောက်ပြကြတယ် ethereum back ကတော့ဒါကိုကာကွယ်ဖို့နီးလန်းနေရှိတယ်လို့ဆိုပေမဲ့ဒီစိုးရိမ်မှုပါတော့ရှိနေတုံးပဲ scalability ပြဿနာကတော့ဘလို့အခြေအနေရှိလဲ the merge ပြီးသွားပြီမဲ့ gas fee တွေများနေတော့မလို့ကြားနေရတော့မဲ the merge က consensus mechanism ကိုပြောင်းတာဆိုတော့ scalability ကိုတိုက်ရိုက်မဖြေရှင်းသေးပါဘူး scalability က ethereum အထက်အကြီးမားဆုံးစင်ခွာမှုအဖြစ်ရှိနေတော့ပဲ network အသုံးပြုမှုများတဲ့အချိန်မှာ gas fee တွေအစမတန်မြင့်တက်တာငွေလွှဲကြတာတွေက သောဆွေသူအတွေ့အကြုံကို ထိခိုက်စေတယ်။ဆိုတော့ဒါကိုဖြည့်ရှင်းဖို့ layer 2 scaling solution နဲ့ဖြစ်တဲ့ roll ups ပေါ့။ငွေလွှဲများစွာကို တစုတည်းပေါင်းလုပ်ပြီး main chain အလုပ်ရှုပ်မှု short ချတာနဲ့အနာဂတ်မှာ sharding network ကိုအပိုင်းသေးလေးတွေခွဲပြီးအပြိုင်အလုပ်လုပ်စေတာလို့ဤပညာတွေကိုအားခွေရမှာပါ။ဒါတွေအောင်မြင်မှ Ethereum ကလူအများအပြားသုံးနိုင်တဲ့ platform ဖြစ်လာမှာ။ကဲအနာဂတ်ကိုကြည့်ကြရအောင်။ ဒီစိန်ခေါ်မှုတွေဈာတဲ့က Ethereum ကဘယ်လိုရှေ့ဆက်သွားမလဲ Picture upgrade ကတော့ဘာလီယူဆောင်လာနိုင်မလဲရှင် Ethereum ရဲ့ roadmap ကအရှင်လိုက်အစမင်းတွေမှုတွေနဲ့ပြင်နေတာ The merge ပြီးနောက်မှာ the search scalability အတွက် the scourge censorship resistance နဲ့ဘဟုချုပ်ကိုင်မှုရှော့ချဖို့ the verge vertical trees net statelessness အတွက် the purge မလိုအပ်တဲ့ data ရှင်လင်းဖို့ nen the splurge အသေးစားပြင်ဆင်မှုတွေဆိုပြီးအဆင့်ကြီးရှိပါတယ်။လာမယ့်10ခုနဲ့အထူးသဖြင့် Pectra upgrade တွေကဒီ road map ရဲ့ရေးပါတဲ့အစင်ပေါ်တွေပဲ။ Pectra မှာပါတဲ့အဓိကပါလာမလဲ။ Vago tree ဆိုတာကတော့ဘာကိုဆိုလိုတာလဲ။ Pectra က EIP Delhi ရဲ့ yai ပေါင်းစည်းထားတဲ့ upgrade တစ်ခုဖြစ်လာဖို့ရှိတယ်။အဓိကအာရုံစိုက်တာက validator ရဲ့ staking experience ကိုပိုကောင်းအောင်လုပ်တာငွေလွှဲထိရောက်မှုမြင့်တင်တာ ပါဝင်မယ် virtual tree ဆိုလာက data တွေကိုပိုပြီးထိထိရောက်ရောက်စုစည်းတင်စီနိုင်တဲ့နည်းပညာသစ်တစ်ခုပါဒါကအနာဂတ်မှာ node တွေက data အများကြီးတင်ထားစီရမလို့ပဲ network ကို attribute နိုင်အောင် statelessness လို့ခေါ်တယ် line ခင်းမနိုင်တယ်ဒါက scalability အတွက်အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်လာနိုင်တယ်ဟုတ်ကဲ့ ဒါပေမဲ့ပြိုင်ဘက်တွေကလည်းအများကြီးပဲနော် Solana, Cardano, Avalanche လို့ platform တွေကပုံမြန်လေပိုသေးသက်သာတယ်လို့ဆိုကြတယ်။ Ethereum ကသူ့နေရာကိုဆက်ပြီးထိန်းထားနိုင်မှာမလား။ကဲပြိုင်ဆိုင်မှုက ပြင်းထန်ပါမယ်။ဟုတ်တယ်။ Ethereum ရဲ့အားသာချက်ကသူ့ရဲ့ network effect ပေါ့။တုံးဆွဲသူနဲ့ developer အများဆုံးရှိနေတာပြီးတော့လုံခြုံရေးနဲ့ဘဟုချုပ်ကိုင်မှု short short ထားမှု ဒါပေမဲ့ scalability နဲ့ gas fee ပြဿနာတွေကိုတော့အမြန်ဆုံးဖြေရှင်းနိုင်ဖို့လိုတယ်။ layer 2 solution တွေကဒီနေရာမှာအရန်အရေးပါလာတယ်။အနာဂတ်မှာ ethereum main chain ကလုံခြုံရေးနဲ့ data availability ကိုအဓိကတာဝန်ယူပြီးတော့ငွေလွဲအများစုကို layer 2တွေပေါ်မှာလှူဆောင်တဲ့ပုံစံမျိုးဖြစ်လာနိုင်တယ်။ကဲအဆုံးသတ်အရင်နဲ့ Ethereum အကြောင်းဒီနေ့ဆွေးနွေးခဲ့တာတွေကိုခြုံငုံပြီးသုံးသပ်ကြည့်ကြအောင်။ Ethereum ကအစမိုင်း Bitcoin ရဲ့အရေးအောက်ကနေ သူကိုပိုင်းလမ်းကြောင်းကိုအောင်းရင်းစွာဖောက်ထွက်နိုင်ခဲ့တယ်လို့ပြောရမယ်။ Smart Contract ဆိုတဲ့တီထွင်မှုက Blockchain နည်းပညာရဲ့ဖြစ်နိုင်ခြေတွေကိုအများကြီးချဲ့ထွင်ပစ်လိုက်တယ်။ The Merge လို့တမိုင်းဝင်ပြောင်းလဲကသူ့ရဲ့လိုင်းလျောင်းညီထွေရှိမှုနဲ့ရေရှည်တည်တံ့ရေးကျိုးပိုက်မှုကိုပြသခဲ့တယ်။ DeFi NFTs လို့ Application တွေကသူ့ရဲ့ဂေဟစနစ်ကိုပိုပြီးတက်ဝင်လှုပ်ရှားစေတယ်။ဟုတ်ပါတယ်။ တဖက်မှာလည်း scalability ပြဿနာကအဓိကစင်ခေါ်မှုအဖြစ်ရှိနေုံပဲ gas fee တွေကသုံးစွေတို့တွေကိုအဟန့်အထားဖြစ်စင်နိုင်နေ for west ကြောင့်ဘိုလ်ရှုကင်မှုဆန်လာမလားဆိုရဲဆိုရင်မှုတွေတင်ချက်လာတဲ့စီမင်းစီကန်းတွေလိုက်နာရမှုတွေကလည်းသူ့ရဲ့အနာဂတ်ကိုပုံဖော်မဲ့အချက်တွေပဲပေါ့ဘီကွိုင်းနဲ့နိုင်ရှင်ရလဲရွေချက်နီးပညာငွေကြေးမူဝါဒဒီမှာ क्वे ပြမှုတွေတွေ့ရတယ်ဟုတ်ပါတယ်သူ့ရဲ့အုတ်ချုပ်ပုံရံတရားတွေ DAOs IEPs ခိုင်မာတဲ့အတိုက်အဝန်းကသူ့ရဲ့ကြီးမားဆုံးအားသာချက်တွေကတခုအဖြစ်ဆက်ရှိနေမှာပါအနာဂတ် upgrade တွေ spectra တို့ sharing တို့ layer 2တိုးတက်မှုတွေကသူ့ရဲ့စိန်ခေါ်မှုတွေကိုဘယ်လောက်ထိဖြည့်ရှင်းနိုင်မလဲဆိုတာကအဆုံးဖြတ်ပေးပါလိမ့်မယ်အဆုံးမှာစဉ်းစားစရာမေးခွန်းတစ်ခုချန်ခဲ့ခြင်းပါတယ် Ethereum ဟာ Petra လို့ upgrade တီနဲ့စံတတီထွေမှုကိုရှေ့ဆက်ဖို့စူးစမ်းနေလို့တစ်ဖက်မှာလည်း scalability ဘဟုချုပ်ကိုင်းမှုဆိုင်ရာစိန်ခေါ်မှုတွေ စီမင်းစီကံ PR တွေနဲ့ရင်ဆိုင်နေရတယ်။ဒီတော့ Ethereum ညီနဲ့စမ်းသစ်မှုရဲ့အရှိန်နဲ့ network ရဲ့တည်ငြိမ်လုံခြုံမှုပြီးတော့ဘဟုတ်ချုပ်ကိုင်းမှုမရှိခြင်းဆိုတဲ့သူ့ရဲ့အဓိကတန်ဖိုးလေးကြားကဟန်ချစ်ကိုဘလို့ထိန်းညှိသွားမလဲ။အထူးသဖြင့်အဲ့ဒီ POS စနစ်ကနေဖြစ်ပေါ်လာနိုင်တဲ့ဘဟုတ်ချုပ်ကိုင်းမှုစိုးရိမ်မှုတွေကိုလက်တွေ့ကြကြဘလို့ဖြေရှင်းမလဲဆိုလာကသူ့ရဲ့ရေးရှည်အောင်မြင်မှုအတွက်အဆုံးဖြတ်ပေးမယ့်အရေးကြီးဆုံးမေးခွန်းတစ်ခုဖြစ်နေမယ်ထင်ပါတယ်ရှင်။ Oh